မိမတယောက်ရဲ့ကလေးစားတတဲ့နဲ့သူစားအခန်းကားတဲ့အလုပ်ကိုအတူတူလုပ်ကင်ကြတာပါတရက်မှာ သူတို့စီကိုအခန်းကားမဲ့အတွေ့အတွေ့ရောက်လာကြပါတယ်ဒီအခန်းလေးရအောင်မလားဗျတတဲ့လည်းဧည့်သည်ပြတဲ့ဖုန်းထဲရပုံကိုကြည့်ကပြောလိုက်တယ်ဟုတ်ကဲ့ရပါရဲ့ရှင့်အဲ့လိုနဲ့အခန်းတော်ကိုပေးလိုက်ပြီးတွေးမိရယ်အမလီ အဲ့အခန်းနဲ့ပတ်သက်တဲ့ပုံတွေဖြစ်ထားတာကိုဘယ်ကနေရှာတွေ့လာကြလဲမသိဘူးစိတ်ညစ်ပါတယ်ခုနအတွဲလေအခန်းစီသွားဖို့တက်လီကနာရောက်တော့ကောင်မလေးကပြောပါတယ်ကိုကြီးဒီနေရာကြီးကတမျိုးကြီးနော်အေးစင်းစင်းနဲ့ခန်းစားချက်မကောင်းဘူးစိတ်ထင်လို့နေမှာပါကွာညဆိုတော့မှောင်ပြီးအေးနေတာပုံမှန်ပဲလေကြောက်စရာမလိုပါဘူးကိုရှိရပဲဟာအင်မနေရာရွေးမြတ်မှားပြီလားလို့စိတ်ပူလို့ပါ ပြီးတော့အနံ့ကြီးကလည်းတမျိုးကြီးညှိဆူဆူနဲ့ခေါင်းတွေအောင်မူးလာပြီထိုစဉ်တက်လီကတကားအောင်ပွင့်လာပြီးအထင်းမှာမိမတယောက်ကိုမြင်လိုက်ရပါတယ်ထိုမိမကလူမဟုတ်ပဲတေးအမကြီးဖြစ်နေပြီးမျက်နှာတစ်ခုလုံးကလည်းမျက်လုံးနှာခေါင်းပါးစပ်တို့ကပုံပြက်ပန်းပြက်ဖြစ်လို့နေပါတယ်တေးအမကိုမြင်ပြီးကောင်မလေးလည်းလန့်ပြီးအော်ပါတော့တယ်အမလေးတေးအမကြီး ဒါပေမဲ့တရဲမကိုပြည်စုံအောင်မမြင်ရပါဘူး။အဲ့လိုပြောနေကြစဉ်တရဲမကဓာတ်လီကားတွေကနေထွက်လာပါတော့တယ်။ကောင်မလေးလည်းကြောက်လန့်ကအော်ဟစ်ပြီးထွက်ပြေးသွားပါတယ်။ဘာဖြစ်တာလဲ?ဘာလို့ပြေးရလဲ?ပြည်စုံလဲနောက်ကနေပြေးလိုက်သွားပါတယ်။အရှိကိုရောက်တော့ကောင်မလေးကကားငါပြီးထွက်သွားလိုက်နေပါပြီ။ဒါကြောင့်ဖုံးဆက်ကကောင်မလေးကိုပြောလိုက်တယ်။ဖင်ဘာဖြစ်နေရလဲ?မနေခြင်းလည်းမနေနဲ့ကွာ။မဟုတ်တာရှောက်မှုပြောနေ။ ငါ့ကိုကြောက်ဝင်မြင်ထင်နေရလားအဲ့လိုနဲ့ဖုံးချသွားပြီးအထဲကိုပြန်ဝင်လာပါတယ်ဒါပေမဲ့တေးရမကြီးကိုတော့သူမမြင်ခဲ့ပါဘူးတေးရမဘေးကနေပြည်စုံမမြင်မဲဖြတ်သွားတာကိုတော့သူစားမြင်လိုက်ပါတယ်တေးရမလည်းသူ့ကိုသူစားမြင်နေရတာလားဆိုပြီးစူးစိုက်ကတိချာပြန်ကြည့်နေပါတယ်ဒါပေမဲ့သူစားကတော့အထက်လန်းပညာရပ်ကိုတက်မြောက်ထားသူမို့မကြောက်တတ်ပါဘူး တေးမပုံစံကိုတေချာကြည့်လိုက်တော့မျက်နှာကြီးကလည်းတော်တော်ဆိုးရွားနေပြီးဘိုက်မှလည်းကလေးရှိနေတာကိုအထင်သားမြင်လိုက်ရပါတော့တယ်။အဲ့လိုဆက်ကြည့်နေတော့ဓာတ်လီကတကားကအတန်မီက ပွင့်လာပါတော့တယ်။ထို့အခါတေးမလည်းနောက်လှည့်ကြည့်လိုက်ပြီးပြေဆုံးနောက်ကိုလိုက်သွားပါတယ်။သူစားလည်းတေးမရဲ့အဖြစ်ကိုအာယုံခံကြည့်လိုက်တော့တချိန်ကလူဘဝတုန်းကပြေဆုံးတဲ့တေးမချစ်ချက်ခဲ့ကြတာကိုမြင်လိုက်ရပါတယ်။အဲ့တော့ကပြေဆုံးကလူရှုပ်လူပွေဖြစ်ပြီး မင်းကလေးကတော့မတိခဲ့ပဲပြည်စုံရဲ့အလိမ်ညာရင်းမှာအချင်းတို့နစ်ခဲ့တာပါထို့စဉ်တက်တက်ရဲ့သူစားကိုလမ်းခေါ်လိုက်တယ်သူစားဘာရီတွေးနေရလဲဟာဘာမှမဟုတ်ပါဘူးငါအပြင်ထွက်လမ်းလျှောက်လိုက်အောင်မယ်နော်သူစားအပြင်ကိုရောက်တော့တေးရဲမကသူ့အရင်ကဖြစ်ခဲ့တဲ့အတိုင်းပြုတ်ကျထားတဲ့ပုံစံနဲ့လမ်းပေါ်မှာမှောက်ရွက်ကြီးလုပြနေပါတယ်သူစားရောက်လာတာသိတော့မတက်ရက်ကသူစားကိုကြည့်နေပါတယ်ဒီကိုလုံးလေရစရာမရှိအောင်ဖြစ်နေတဲ့တေးရဲမကိုကြည့်ကား သူစားတနာနေမိပါတယ်ဒါပေမဲ့သူစားကိုတော့တေးမအနေမပေးပဲအနာကနေထွက်သွားခဲ့ပါတယ်သူစားလည်းတေးမနောက်ကျောင်းကိုချက်ပြီးအာယုံခံကြည့်လိုက်တယ်ပြည်စုံနဲ့တွဲနေတဲ့အချိန်မှာ သူမကိုကိုဝင်ရက်သွားခဲ့တာပါဒါပေမဲ့လူရှုပ်လူပွေပြည်စုံကတော့တာဝန်မယူဘဲသူနဲ့ရတဲ့ကိုဝင်မဖြစ်နိုင်ကြောင်းညင်းခဲ့ပါတယ်မင်းကောင်မဖြစ်နိုင်တာကြီးမပြောနဲ့ငါနဲ့ရတယ်ဆိုတော့ပြောရုံနဲ့ယုံပေးရမှာလားကွာ မင်းကငါခေါ်တိုင်းတောင်လာသေးရတခြားကောင်နေနဲ့လဲအဲ့လိုပဲနေပါလေအခုချိန်မှာတော့ပြည်စုံကတရေကကြည်ကဂရင်ပေါ်မှာဇိန်ကြလို့နေပါတယ်ထို့စဉ်ကြက်မြင့်ပေါ်မှာခြေရအနီကြီးတွေသူ့စီလာနေရအောင်တော့တတိမထားမိပါဘူးဇကားကြည်နေရင်လည်းမျက်လုံးကခြေထောက်နားကိုကြည့်လိုက်မိတာကလေးတရေလေးကသူ့ခြေထောက်ကိုဖက်ထားတာကိုမြင်လိုက်ရပါတယ်ပြည်စုံလည်းလန့်អော်ပြီးဟိုကြီးတီကြီးလှုပ်လိုက်တော့ဘာကိုမှမတွေ့ရတော့ပါဘူးဒါနဲ့ရေချိုးမယ်ဆိုပြီးထထွားလိုက်တာ သူ့အခန်းထဲမှာရက်ကြည့်နေတဲ့တေးရဲမကိုတော့မမြင်လိုက်ရပါဘူးပြည်စုံရေချိုးခန်းထဲရောက်တော့အပုံနံကိုရလိုက်ပါတယ်အာနံလိုက်တာဘယ်အနံ့ကြီးလဲထိုစဉ်ရေချိုးခန်းတကားကရုတ်ရက်ကြီးပိတ်ချသွားပါတယ်ပြည်စုံလည်းကြောက်ပြီးလက်အုပ်ချီကဖျားစာဆူလိုက်ပါတယ်နမောနမောနမောတတဘဂဝါတောအရဟတောထိုခါတကားကပြန်ပွင့်လာပါတယ် ပြည်စုံလဲအခန်းထဲပြန်ရောက်လာပြီးအပြင်ထွက်ဖို့တကားမကြီးကိုဖွင့်လိုက်တော့တကားကဖွင့်လို့မရတော့ပါဘူးပြည်စုံတရားကိုကြောက်လက်လို့နေပါပြီထို့အခါအခန်းထဲကနေငိုတန်ကြီးကိုကြားလိုက်ရပါတယ်ပြည်စုံကကြောက်ကနောက်ဆုတ်သွားရင်လိုက်ကောင်ပိတ်လိုက်တော့တေးမကြီးအရေးပေါ်လာပါတယ်ပြည်စုံလဲအရန်ကြောက်ပြီးတောင်းမှန်တော့တာပေါ့ကျွန်တော်တောင်းမှန်ပါတယ်ဗျာမချုပ်လိုက်မှနေတော့နော်ကျွန်တော်ကခဏလာတဲယုံမှာမနဲ့ဆိုပြန်มาပါဗျာ ထိုအခါလိုက်ကနောက်ကနေတေးရဲမကြီးကကလေးကိုကင်ကာထွက်လာပြီးအသက်နဲ့ကြီးနဲ့ပြောခဲ့ပါတယ်။ဘဲဟုတ်ပြန်မလို့လဲ။နင့်ကလေးကိုကြည့်သွားအောင်လေ။ထိုအခါမှာပြည်စုံနဲ့အတိတ်ကအကြောင်းတွေကိုပြန်တွေးမိသွားပါတယ်။ကောင်မလေးကတိုက်ပေါ်ကခုံသိရင်သွားတဲ့အချိန်မှာပြည်စုံကအရန်ကိုပြောနေခဲ့တာပါ။ဟာဟာဒီကောင်မတော့ကိစ္စချောသွားပြီ။ငါလွတ်လွတ်လပ်လပ်နေလို့ရပြီကွာ ပြည်စုံလဲသူ့မားခဲ့တာတွေကိုပြန်တွေးကကြောက်လန့်လို့နေပါတော့တယ်။ခဏနေတော့တိုက်ပေါ်ကနေတစ်ခုပြုတ်ကျလာတဲ့အတန်ကိုကြားလိုက်ရပါတယ်။အဲ့ဒါကတော့ပြည်စုံသူ့မားခဲ့တဲ့အတိုင်းတပုံစံနဲ့ပြန်ခံလိုက်ရတာပါ။ခဏနေတော့ပြည်စုံတယောက်ဒံယာရီနဲ့ကိုုံယုံကထလာပါတယ်။ကြိုးကျင်နေတဲ့သူ့လက်တွေကိုကြည့်ကမတိလို့တော်ပါသေးရဲ့လို့တွေးနေတာပေါ့။ထို့စဉ်တရဲမကြီးကပြည်စုံအနာကိုရုတ်တရက်ရောက်လာတော့နန်းဖြန့်ကကြိုးကျင်နေတဲ့ခန္ဓာကိုယ်ကြီးနဲ့ပြေးသွားပါတယ်။ ပြင်းနေရင် သူ့စောက်အမြင်တော့အကူကြီးလှမ်းတောင်းခဲ့တယ်။မင်းကလေးကျွန်တော်ကိုကဲပါအောင်မြာတင်းမကြီးလိုက်နေလို့တင်းမကနောက်မှရက်နေပြီးပြောလိုက်တယ်။ဘယ်ပြေးရလဲအကူရဲ့ပြင်းနေလဲဘာမှမထူးအခုညီမအနားမှာပဲအမြဲတမ်းနေပြီးတားလေးရဲ့အဖေလှုပ်ပေးရတော့မယ်။ပြေဆုံးသူ့စောက်အနားကိုရောက်သွားတော့အကူကြီးတောင်းခဲ့တယ်။ ကျွန်တော်ကုညီပါဦးမြတဲမလက်စာမိတော့မဲဗျသူစားလဲပြည်စုံကိုတစ်ချက်ကြည့်လိုက်ကအဲ့မကုညီပေးရသေးတာပေါ့အဲ့လိုနဲ့သူစားလဲပြည်စုံရဲ့ခေါင်းကိုကင်ကအမောင်လောကတွေကိုဆွဲခေါ်သွားခဲ့ပါတယ်ထို့နောက်ပြည်စုံရဲ့ခန္ဓာနဲ့ဝိညာဉ်ကိုခွဲထုတ်လိုက်ပြီးတဲမစီအပ်လိုက်ပါတယ်ပြည်စုံကတော့ကြောက်အားကြီးကအော်ဟစ်နေပါတယ်မကြဘူးငါ့ကိုဒီလိုလုပ်လို့မရဘူးကဲကြပါဦး ထို့နောက်သူစားလည်းလက်ရှိကဘာကိုပြန်ရောက်လာခဲ့ပါတယ်။ကိုဆက်ခဲ့တဲ့ပင်ကိုရံမိတ်ရှိတင်ရမှာပဲလေ။ပြင်မပြီးဆက်ချင်ရင်တော့အစတွေကကောင်းကောင်းနေခဲ့ရမှာပေါ့။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပြီးလို့အားလုံးကိုကျေးဇူးတင်ပါရှင်။နောက်လာမယ့်ဗီဒီယိုတွေမှာလည်းအမြဲတမ်းကြည့်ရှုလို့ရအောင် like and follow လေးလုပ်ထားပေးခဲ့ကြပါဦးနော်။